မဲလိန်လို့ပါမဲခိုးလို့ပါအာနာသိမ့်ရပါလေဆိုတဲ့ခွေးပြောခွေးယုံဆိုတဲ့စကားကိုကျွန်တော်တို့အမြဲတမ်းပြောခဲ့ပါတယ်နော်လက်ရှိရွေးကောက်ပွဲအဆက်ဆက်မှာမဲခိုးခဲ့တာကြံ့ဖို့ပါတယ်တကယ်တကယ်အဲ့ဒီတခိုးဟာဆွဆွဲတော့အနန္ဒီကိုဆွဆွဲတာအနန္ဒီဆိုတာစတင်ဖွဲ့စည်း1990ရွေးကောက်ပွဲတဲကနေရှင်ပြိုင်လာခဲ့တဲ့ရွေးကောက်ပွဲတိုင်းမှာအောင်မတ်အဖြစ်မဟုတ်ဘူး ဂုံဒူးမှတ်ပါထွက်ပြီးအောင်ခဲ့တဲ့ပါတီတကူအရန်ဒီတော်နေလို့လားကောင်းနေလို့လားဆိုတော့ပြောပြန်တော့ဒီနိုင်ငံမှာအရန်ဒီရဲ့ကောင်းတဲ့ပါတီမရှိလို့အဲ့တော့အခြားဒီခေတ်ဆက်အရင်ဆိုတသညာအခုဒီဘက်ခေတ်ဆိုရင်တော့ကြံ့ဖို့ဒါသာစစ်တပ်ကိုကိုစားပြုတဲ့စစ်ဘုံချုပ်တွေကိုကိုစားပြုတဲ့ပါတီတွေဒီပါတီကိုပြည်သူကချီးချက်ယူတယ်နော်အဲ့ဒီအတွက်ရှုံးတယ်ရှုံးတာကိုအရှုံးကိုလက်မခံပဲပဲ အာနာယူပြီးအာနာသိမ့်တယ်အဖြေရတာပဲဒီမှာကြည့်လိုက်ဒီမှာစံဖို့ပါတီကမဲခိုးထားတဲ့ဒီမှာဗီဒီယိုဖိုင်တက်တယ်နော်ဒီဒီဗီဒီယိုဖိုင်အခုကပြန်တက်လာကြည့်ဟောမှာဒီမှာ ိတ်တုံးအတုပါလှုပ်ပြီးတော့မဲခိုးခဲ့တဲ့ကြံ့ဖို့ကိုစလဲတွေ့တယ်နော်အဲ့ဒါအဲ့ဒါအဲ့ဒါလက်တွေ့တိလားမဲစရင်မှားတာကိုမဲခိုးတယ်လို့ပြီးဆွဆွဲတာမဟုတ်ဘူးနော်မင်းတို့ဆွဆွဲနေတယ်ဆိုတာကမဲစရင်မှားတာကိုမဲခိုးတယ်ဆိုပြီးတော့ဆွဆွဲတာဒါကဒစိတ်တုံးမှာအတုလှုပ်ပြီးမဲခိုးတာဒါဒီပဲကစက်ပြုံတီးပြီးတော့ဖိုင်တယ် Tama, zai dong dia. Melam mana dia? ယ်တွေ့တယ်နော်အဲ့ထက်သေချာတာမရှိဘူးအဲ့တော့ဒေါအောင်ဆန်းစုကြည်တဲ့တခါပြောခဲ့ပါတယ်ဒီရွေးကောက်ပွဲကိစ္စအနေနဲ့ပတ်သက်လို့ကျမ်းခံကျမ်းဖို့ကနေ energy ကိုတိုင်တာနှစ်ခုရှိတယ်တဲ့ပထမအဲ့ဒီနှစ်ခုလုံးကိုရှင်းလိုက်တဲ့အချိန်မှာ energy ဘက်ကမှန်တဲ့အတွက်အမှုကပြီးွားတယ်ဒါပေမဲ့ energy ကနေဒါလို့မဲလိန်နေမဲခိုးတာတွေဒါလို့ပြဿနာပေါင်းတိုင်တာအခုအချိန်ရေရော ရဲကိုတိုင်တဲ့အမှုကောရွေးကောက်ပွဲကော်မရှင်ကိုတိုင်တဲ့အမှုကောအပါအဝင်ပေါ့အားလုံးကအမှုတရားကျော်တိုင်ရတယ်အဲ့ဒါတွက်ကြည့်တယ်မလက်တွေ့မဲခိုးတာဘယ်လိုလဲ NND လားကြန့်ဖို့လားအဲ့တော့အဲ့ဒီတခိုးတွေကသူတို့ကိုလူမယွေးလို့နော်အရှုံးရှုံးတာကိုအရှုံးရက်လက်ကိုလက်မခံနိုင်မင်းနဲ့အာနာလက်လွတ်ပြီးတော့ယူဖို့ဖြစ်နေတဲ့မင်းအောင်နိုင်တဲ့ပေါင်ပြီးနိုင်ငံတော်ကိုပုံကံမှုကျူးလွန်ပြီးတော့အာနာသိမ်းတာ အဲ့တော့လက်ရှိကျန်းဖို့ခေါင်းဆောင်တွေနဲ့ဒီစစ်ခေါင်းဆောင်တွေအားလုံးဟာနိုင်ငံအစိုးရကိုလက်နက်ကင်ပြီးတော့ပုံကံချားနာတဲ့နိုင်ငံတော်တစ္ဆာဖောက်ပြမှုကိုကျူးလွန်ထားတဲ့တရားခဏ်တွေရာဇဝတ်ကောင်တွေအဲ့ဒီရာဇဝတ်ကောင်တွေကထုတ်ပြန်တဲ့အမိန့်ထုတ်ပြန်တဲ့ဥပဒေလုံးတဲ့ရွေးကောက်ပွဲဘာတစ်ခုမှဘောင်ကုန်ဘူးဆိုတာဒီလိုအချက်လက်တွေနဲ့ကျွန်တော်တို့ပြောနေတာဗယံမတာငါတို့နဲ့ဘက်မတူတိုင်းအာဟိုမိတို့တွေဘောင်ဝင်ပါဘူးလို့စွတ်အောင်နေကြတာမဟုတ်ဘူး เนาะအဲ့တော့အဲ့ဒါလိုတခိုးတွေကဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းထားပြီးတော့အမှုပေါင်းမြောက်များစွာနဲ့ဆွဆွဲတာ shift ဒီ2020ရွေးကောက်ပွဲမှာ NND ကနိုင်တဲ့လွတ်တော်အမတ်ကြီးက83ဒရမ2ရာခိုင်နှုန်းထိအနိုင်ရတာเนาะအမှတ်40နဲ့70တန်းအောင်တာမဟုတ်ဘူးเนาะဂုံတူးထွက်ပြီးတော့အနိုင်ရတာအဲ့တော့ NND ဟာဒီတပွဲတည်းနိုင်တာလား ပြန်ခဲ့တဲ့ပွဲထောင်းလျှောက်ကြည့်လိုက်လေအဲ့တော့ဒီ NLD ဟာမဲခိုးလို့အစိုးရဖြစ်မှလားသူ့အတူပြည်သူရွေးချယ်လို့အစိုးရဖြစ်တာလားအဲ့တော့2020မှာမင်းအောင်လှိုင်တာအာဏာမသိမ်းခဲ့ရင်အခုလို့တိုင်းပြည်ကဖြစ်เสียအကြောင်းရှိမလားကဲအခု2020မှာမဲဒီဟာကိုအကြောင်းပြပြီးတော့အာဏာမသိမ်းခဲ့ရင်တိုင်းပြည်အခုလို့ဖြစ်နေမလားအဲ့ဒါလေးပဲပြောနော်တိုင်းပြည်ကပြတ်သွားမလားတိုးတက်လာမလား စစ်သားတွေအခုလို့တေးရမလားပြည်သူတေးရခဏထားနိုင်အောင်နော်စစ်သားတွေအခုလို့တေးရမလားရဲတွေအခုလို့တေးရမလားမဖြစ်ပါဘူးအဲ့တော့အပြေပဲရှင်းရှင်းလေးနောက်ပြီးတော့မဲစရင်မှားလို့မဲခိုးတယ်လို့စွတ်စွဲမယ်ဆိုရင်2015မှာမှားခဲ့တဲ့မဲစရင်ကိန်းကနန်းနဲ့2020မှာမှားခဲ့တဲ့မဲစရင်ကိန်းကနန်းပြန်နှိုင်းရှင်ကြည့်ကြပါမကြည့်ဘဲနဲ့စွတ်ပြီးတော့မပြောကြပါနဲ့နော်2015 ကျန်ဖို့အစိုးရကလုတ်တဲ့နောက်တစ်ဆယ်မှာရွေးကောက်ပွဲကနေသူတို့ကသူတို့တပါတီတွေပြိုင်ပြီးတော့တက်လာတဲ့ကျန်ဖို့အစိုးရလုတ်တဲ့ရွေးကောက်ပွဲမှာ2020ရွေးကောက်ပွဲထဲမဲဆင်းရင်ပူမှားတာပါအဲ့တော့ကြည့်ပေါ့တခိုးကလူဟစ်ပြီးတော့တီတုခေါင်းဆောင်ကိုမတရားဖမ်းဆီးပြီးပောက်ပန်း40ပုံမှန်နေတဲ့တက်တာကျွန်တော်ပြမယ်ပုံမှန်နေပေါ့နော် ဲ့တော့ဒေါ်အောင်ဆန်းစုကြည်ကိုအဲ့တလို့မဲခိုးခဲ့တဲ့ကောင်တွေကပြည်သူမရွေးချယ်လို့ခွေးနေရမရတဲ့ကောင်တွေကစွတ်စွဲထားတဲ့အမှုတွေကျွန်တော်ပြမယ်နော်ဒေါ်အောင်ဆန်းစုကြည်ဆိုတာမြန်မာပြည်မှာစီးပွားရေးလုပ်ငန်းဆိုလို့ကုံစုံဆိုင်တဆိုင်တောင်မှသူဖွင့်တာမရှိဘူးနော်သူကိုယ်တိုင်စုရတဲ့နိုဘယ်ဆုဆိုတာဒေါ်လာတန်းနဲ့ချီတယ်အဲ့ဒီစုကိုယ်တော်မှသူ့ကိုယ်ကျိုးအတွက်အသုံးမပြုဘဲနဲ့အများပြည်သူအတွက်လှူထားတဲ့အမျိုးသမီး အဲ့ဒီအမျိုးသမီးကိုအဂတိမှုနဲ့စွတ်စွဲရဆိုခင်ဗျားတို့စဉ်းစားကြည့်ဗျာထမင်းစားတဲ့ခေါင်းဆိုရင်စဉ်းစားတာလည်းတည်တယ်နော်အခုဒီမှာအဂရိတလိုက်စားမှုတိုက်ဖြက်ရေးဥပဒေပုံမှန်55တဘာဘေးအန်နဲ့စီမံခန့်ခွဲဥပဒေပုံမှန်25အမှုကနှစ်ခုတွင်းကုန်ပိုးကုန်ဥပဒေပုံမှန်8ဆက်သွယ်ရေးဥပဒေပုံမှန်68နိုင်ငံတော်အခြေအနေပြည့်စုံမှုပုံမှန်905ခွဲနိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေပုံမှန် တက်ဂန်းငယ်စားတဲ့အမှုဆယ်မှုကြော်မှာနော်အစိုးဆုံးအမှုကဘာလဲဆိုတော့သူ့ကိုထိမ့်သိမ်းထားရတဲ့အချိန် RNA ပါတီက2021ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့နဲ့17ရက်နေ့မှာထုတ်ပြန်တဲ့စာနှစ်စောင်အတွက်တာဝန်ရှိတယ်လို့ဆိုပြီးတော့စူပူအောင်လှုပ်ဆောင်မှုပုံမှန်9ခါခွင့်နဲ့1000နှစ်မဲဆွယ်ရင်နန်းကိုထွက်ပြီးလက်ပြလို့ ကိုဗစ်ကန့်တဲ့စီမင်းများဖောက်ဖြစ်တယ်ဆိုတော့တဘာဘေးအနေပုံမှန်25နဲ့ထောင်2နှစ်စုစုပေါင်း1000နှစ်အဲ့ဒါကိုဒီဇင်ဘာလ6ရက်နေ့မှာခြားခဲ့တယ်။ကဲအဲ့ဒီမှာ9ရက်နေ့ဆိုတာကသူတို့ဖမ်းထားလို့နော်ဖေဗူလာ10ရက်နေ့မှာအာနာသိန်းတာနော်9ရက်နေ့ဆိုတော့ဒေါ်စန်းစုကြည်ရဲ့ပမာသူတို့ဖမ်းထားတဲ့အချုပ်ထဲမှာပုံဘူးလား အဲ့ဒီခုနှစ်ရက်နေနဲ့ဆက်သွင်းနေမှာ NND ပါတီကထုတ်ပြန်တဲ့ကြေညာချက်ကဒေါ်အောင်ဆန်းစုကြည်မှာတာဝန်ရှိတယ်ဆိုပြီးတော့အဲ့ဒီဟာကအမှုထက်ချာစဉ်းစားကြည့်ဗျာခင်ဗျားလူတယောက်ကိုဖမ်းပြီးထောင်ထဲထည့်ထားပြီးเนาะကြံတဲ့လူတွေကသူ့အတူអော်တဲ့သူ့အတူထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာဒီလူမှာတာဝန်ရှိပါလားဆိုအမှုပါထက်တက်တာစဉ်းစားကြည့်အဲ့လိုတော့မတရားတွေလှုပ်ထားတာเนาะနောက်ပြီးတော့ဖြိုးမင်းနှိမ့်တဲ့မောင်ဝိမောင်အဂတိမှုဆိုတာက မောင်ဝိတ်ကပတ်စံပေးတယ်ဆိုပြီးတော့ဖြိုးမင်းသိန်းကိုထွက်ဆိုခိုင်းတယ်ဖြိုးမင်းသိန်းကိုရိုက်ပုတ်နှင်းဆဲတပ်ပြဖို့ဒီချင်းချောက်ပြီးတော့ထွက်ဆိုခိုင်းတယ်ဒေါ်အောင်ဆန်းအဲ့ဒီထွက်ဆိုချက်ကိုခြေပဖို့အတွက်ရှင့်နေကိုလည်းတွေးခွင့်မပေးဘူးရှင့်နေလည်းခေါ်ခွင့်မပေးဘူးအဲ့တော့လူတယောက်ကိုဖမ်းလိုက်တယ်မင်းကိုတတ်မယ်မင်းအတတ်မခံချင်ဒီမိမအကတိကျူးလွန်ထားပါလေမင်းထွက်ဆိုပြီးတရားရုံးမှာဟာလူတယောက်ကအသက်အသေးခံမလား တာမလူတောင်းတောင်းလူတယောက်ကလူတန်းတဲ့ချိန်မှာတယောက်ကအသေးခံမယ်ဆိုတဲ့စကားကိုပြောမှမဟုတ်ဘူးအေးတမနာဦးဝင်းမျိုးတော်ဟာမျိုးစုံလို့ပြောရင်ပြောလိုက်မယ်နော်အဲ့တော့တောင်းဆန်းစုကြည်ယူပါတယ်လို့မောင်ဝဲရှီကအကတိငွေလက်ခံပါတယ်လို့ချိုးမင်းတဲ့ရတရားရုံးမှာထွက်ဆိုတယ်မောင်ဝဲကိုခေါ်ပြီးစစ်တော့မောင်ဝဲကပေါ်လိုက်ဘာထွက်ဆိုတယ်ဒါတွေဘောမှနေမပြောဘူးမောင်ဝဲထွက်ဆိုတဲ့စကားကသူပေးလိုက်တဲ့ငွေဒီတောင်းဆန်းစုကြည်ရဲ့လိုက်အောင်တော့စီမံကိန်းအပောင်းဝင်လက်ရှိတီရင်းမှာရှိတဲ့ ော် private လုပ်ငန်းတွေလုပ်ဖို့အတွက်တူလူတာတူအကတိဒီလိုလက်ပေးတာမဟုတ်ဘူးတူကိုယ်တိုင်ဒီ private အလုပ်တွေလုပ်ဖို့တူကိုယ်တိုင်လှူဒန်းတာလို့မောင်ဝိတ်ကာယကံရှင်ကိုယ်တိုင်ထွက်ဆိုတယ်ဒါပေမဲ့အဲ့ဒါကိုအကတိမှုတွေနဲ့တရားစွဲတယ်နောက်ပြီးတော့ပုံကုံတွင်းကုံဦးတွေဆက်သွေးစကားပြောဆက် icon ပြန်ရွာမလေးဟိုကုံခဲ့တဲ့နှစ်ပေါင်းများစွာကကျွန်တော်နှလုံးထိုင်လောက်လာတာဒါကျွန်တော်ပြုဝင်လင်းပြောတာခါချိတ်တဲ့ icon မဟုတ်ဘူးအထိုင်ဆက် အထိုင်ဆက်တို့တို့တို့တကြိုးကျိုးနေမှာတခါလဲအထိုင်ဆက်ကြီးနော်အဲ့ဆက်ကြီးကိုထိုင်ပြီးတော့ကျွန်တော်ဂုံစည်းတွေကိုတရွာကိုတိုင်တစ်ခုနဲ့အဲ့ကျွန်တော်မှမဟုတ်ဘူးဒီနေ့ချိန်ကြီးတယ်ဒါဒီနေ့ခေတော့ဖုံးခေဆိုတော့တုံးလားမတုံးလားလားမသိဘူးနော်ပရဲတွေဆက်သွေးဆက်တွေဘေးရရတယ် this i go on လူတိုင်းတုံးနေကြလေပဇွန်ကန်တွေစားဖို့တွေနော်စားတော့ဆိုင်တွေလုပ်ငန်းနေရာတုံးနေတာအဲ့ဒီဒေါ်အောင်ဆန်းစုကြည်ရဲ့တက်တော်ဇောက်တွေကင်တဲ့စကားပြောဆက်ကတော့ ပို့ကုန်တွင်းကုန်နဲ့ညိပ်ပါတယ်ဆိုပြီးအဲ့ဒီအမှုနဲ့ဖမ်းတာစဉ်းစားကြည့်ဗျာအဲ့တော့ဖမ်းတဲ့လူတွေကဘယ်လိုလဲဆိုတော့မင်းအောင်နိုင်ကိုကြည့်လိုက်စစ်ထဲဝင်တော့ဂျွန်ဆုပ်တဲ့တရေစီကတော့ပြောင်းပြောင်းရောင်ရှိသေးတဲ့ကောင်တော့အခုချိန်ကြည့်လိုက်တော့ဘီလန်နဲ့ချမ်းသာနေတယ်တူတင်မဟုတ်တူမွေးထားတဲ့သူ့သားတွေသူ့သမီးတွေကစတကြည့်ကြည့်တဲ့ချမ်းသာယူထားလို့မကုန်ဘူးဟမ်အဲ့တော့မတရားလုပ်နေတဲ့အရာကြီးကိုထပ်ပြီးတော့အာဒီမိမပြည်ဖြစ်တာလို့ဘာလို့ပြောနေတဲ့ပါဇက်တွေကိုကျွန်တော်အံ့ဩတယ် ီလူတွေလူတော်ဟုတ်သေးလားလို့နော်ကြည့်အခုကျွန်တော်ပြပြောရတဲ့ဟာလေနော်အခုဒီမှာဘေးမှာဇယားကျွန်တော်ချပေးထားမယ်အဲ့ဒါ तू ဖန်းစီထိမ့်သိမ့်ခံခဲ့ရတဲ့ဇယင်ကြည့်တော့နော်နာဘအစိုးရလက်ထက်မှာစထုံးတာအကြိမ်ကြီးတက်တန်းတိုးတယ်နော်အင်းရကြီးကံကိုဖြတ်ကူးလာတဲ့ဂျွန်ရက်တော့အားလုံးတိမှာပါဂျွန်ရက်တော့ကိုလက်ခံဘူးတဲ့ဟာသူကသူနေရင်အကျေချုပ်ချထားတဲ့စစ်တပ်ကိုဒလိုဝိုင်းပြီးတော့တတ်မှအစင်းစင်းနဲ့လုံကြုံကြီးချထားတယ် အဲ့ဒီထဲလို့လူတယောက်ကရေကူးပြီးဝင်ပြီးအိမ်ထိရောက်လာတယ်ဆိုရင်အဲ့ဒီစစ်တပ်စောက်တဲ့ကောင်တွေကမတာပေါ်နေလို့လားဒါမှမဟုတ်ဒီလူပဲကိုဖျောက်ရလို့လားစဉ်းစားကြည့်ဒီစစ်ဘုံချုပ်တည်းရဲ့ရုံမှခင်းဆက်ဆက်ရုံမှလာမှုကိုအဲအဲ့ဒီဂျွန်ရဲ့တော့လက်ပစ်ကူးပြီးဒေါ်အောင်ဆန်းစုကြည် channel ကိုဝင်လာလို့တဲ့ဒေါ်အောင်ဆန်းစုကြည်ကိုနေအကျချုပ်တတန်းတိုးတယ်အဲ့တော့နာမခင်မှလည်းတတန်းတိုးတာစထုံးလာချင်းပြီးတတန်းတိုးတယ်နော်ကြားဘူးလားလူတယောက်ကဘာပြစ်မှုကိုကျူးလွန်တယ် ပြစ်ဒဏ်ဘယ်လောက်ကြတယ်အမိတ်ချပြီးပြီတက်တန်းထတ်တော့ရတယ်လို့ဘာမှလည်းသူလည်းအပြစ်မလုပ်ဘဲနဲ့ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်ဟာသူ့ကိုခင်းဆက်ဆက်ဒီလောက်မတရားလုပ်ခဲ့ပေမဲ့မတရားတဲ့အမိတ်တွေနဲ့ချပေမဲ့ဥပဒေကိုဥပဒေအတိုင်းသူကလိုက်တာဒီမျိုးသမီးအာနေချက်ကအဲ့လောက်ပဲနော်အခုလဲရှင်းနေတယ်တွေ့ခွင့်မရှိနောက်ဆုံးနာဘခင်မာတော်မှထောင်ဝိဆောင်ပေးမှုဝက်ခိုင်းဒီနေ့မအေလိုခင်မာထောင်ဝိဆောင်ဝဆောက်ဝက်ခိုင်းတယ်ဒီလောက်တိုင်းပြည်တူတော်ကောင်းကိုကြည့် နော်အဲ့တော့ကိုနဲ့မတည့်တာကမတည့်တာပဲနော်ရှင်းချင်းပြောရင်အခုမင်းအောင်လိုင်ကိုထောက်ခံနေတဲ့ဒူတွေအနေနဲ့မင်းတို့ရဲ့ဟိုစန့်ကျင်ဘက်ပေါ့နော်ဒေါ်စန်းစုကြည်ဆိုရန်သူပုတ်ပေါ့ဘယ်သူမှရန်ရှာတဲ့လူမျိုးမဟုတ်ဘူးနော်မင်းအောင်လိုင်ကိုလိုက်ထမ်းပြီးတက်ဖြတ်နေတဲ့လူတွေမဟုတ်နော်မင်းအောင်လိုင်ကိုရွာမီးရှို့နေတဲ့ဒူတွေမဟုတ်အဲ့ဒီအမျိုးသမီးတစ်ယောက်ကိုကိုနဲ့အမြင်မတူတာနဲ့ပဲဒလုံမတော်မတရားလုပ်ထားတဲ့အရာပို့ချုပ်ထွန်းမြတ်နိုင်ကြည့် ဘူဂျုံထွန်းနဲ့ကျွန်တော်လေးစားရဲဆိုတာနံပါတ်1တော်လန်ရင်းမှာတော်လန်ရင်းနဲ့တူအောင်လုပ်နေတဲ့တစ်ချက်နောက်တစ်ချက်က तू ပြောတဲ့စကားမှာ NND အစိုးရခင်မှာရခိုင်စစ်ရေးကဘလို့အလုံးကြည့်တဲ့အတိုင်းစစ်တပ်ကတမင်တက်တက်ထောင်ချောက်စီပြီးတော့ရခိုင်ပြည်နယ်မှာစစ်ရေးကိုစစ်တပ်ကမီးမွေးတယ်အဲ့ဒီရခိုင်ပြည်နယ်မှာစစ်ဖြစ်နေတဲ့ဒေတာကိုကြားတော့စစ်အောက်ချုပ်ရေးအမိတ်ထုတ်ပြန်ထိုင်းတယ်မထုတ်ပြန်လို့ရှိရင်နိုင်ငံတော်ပုံကံနဲ့တူတဲ့ဘူးပေါင်းနဲ့ဆိုပြီးတရားစွဲမယ်သူတို့ ထုတ်ပြန်ပေးရတော့အဲ့ဒီ data ကိုနိုင်ငံတော်တမရရုံးကတည်င်းတောက်တော့ပေးမဝင်သူတို့စစ်တပ်ကတည်င်းတောက်ပဲဝင်ခွင့်ရှိတယ်ဘယ်သူမှတည်င်းယူခွင့်မရှိဘူးသူတို့စစ်တပ်ကထုတ်ပြန်တဲ့တည်င်းကိုကြတော့နိုင်ငံတကာကိုထုတ်ပြန်မှုအတွက်နိုင်ငံတော်တမရရုံးကထုတ်ပြန်ရတယ်အဲ့လိုထုတ်ပြန်မှုအတွက်သူတို့ပေးတဲ့တည်င်းကိုထုတ်ပြန်ရတယ်သူတို့လိန်ခိုင်းလိန်တဲ့အတိုင်းဟိုမှာလူတွေတက်တယ်သူတို့ကမတက်ပါဘူးပြောရင်မတက်ပါဘူးလည်းပြောရတာပေါ့စနစ်တကျကိုထိုးကျွေးခဲ့တာအဲ့ဒီအတွက်ရခိုင်လူမှုနဲ့ အရန်ဒီနေ့ကဘလောက်အမုန်းတရားတွေဖြစ်ခဲ့ကြတယ်။ဒါပေမဲ့ဒီနေ့ခေတ်ဘုသူထုံးမြတ်နေဘာပြောလဲ။ကျွန်တော်တို့ပုတ်တိုက်မှုဖြစ်ခဲ့တာနော်နော်ဖြစ်တာမဟုတ်ရန်သူလိုဖြစ်ခဲ့တာ။ဒါပေမဲ့ဒီနေ့ချိန်ကမှကျွန်တော်တို့ကအမြဲတမ်းရန်သူအမြဲတမ်းပိတ်ဆို့ထားလို့မရဘူး။ဒီဟာကျွန်တော်တို့မိတ်ဆွေဖြစ်နေပြီ။နော်ဒီအသက်အကြီးနေပြီဒီပွားကြီးကိုအမျိုးသမီးကိုဘာဖြစ်လို့ချုပ်ထားလဲလှုပ်ပေးလိုက်ဖို့တင့်ပြီဆိုတဲ့စကားတော့သူထွက်ပြောတယ်။ဒါတွေကမလို့အပဲပြောတာမဟုတ်ဘူး။ဘာဖြစ်လို့နံပါတ်1စီးလုံးညီညွတ်မှုကိုအောက်ခြေပြည်သူတွေတိအောင်လို့ထွက်ပြောတာ နောက်တစ်ခုကဝိနည်းကပြောသလိုပဲဒီတိုင်းပြည်ရဲ့လူရုပ်မာတွေကဘယ်လိုလဲတရခံလက်တယ်ရဘယ်လိုလဲဆိုတာကိုဒီကောင်းဆောင်ကြီးကောင်းကောင်းကြည့်တယ်လေနောက်စဉ်းစားကြည့်အဲ့တော့အခုကျွန်တော်ပြထားတဲ့ဇရာကွက်မှာနော်ကြတဲ့နှစ်ကိုကြည့်ပါခမားတို့အဲ့လောက်မပြောနဲ့အချုပ်ထဲမှာတော့တရက်သွားနေကြည့်ရောဆိုတော့ဒီမျိုးသမီးကလူလဲတက်ထားတာမဟုတ်ဘူးနော်ခိုးလဲခိုးထားတာမဟုတ်ဘူးသူများလက်ကောင်လဲဘာမှမဟုတ်တယ်လို့ထားမှာကိုဒီတိုင်းပြည်ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် မှန်ကန်တဲ့ဒီမိုကရေစီတိုင်းပြည်ဖြစ်ဖို့အတွက်တူဟာစ조사လို့ဒီပြစ်ဒဏ်တွေကိုကြားခံရတာဘယ်လောက်ရင်နာဖို့ကောင်းလဲစဉ်းစားကြည့်ရင်ဟမ်ဒါမိသားစုကိုပြစ်ပယ်ပြီးတော့ဒါတွေကိုကြားရတာနော်အဲ့တော့ဒီလိုမျိုးတမီးကိုကိုနဲ့ဘက်မတူတာနဲ့ပဲဟာကောင်းတယ်နေပါစေအာဒါမကြီးမပြောနေတာတဲ့ဟာမှန်လားမတရားပြုကျင့်ခံထိတာကိုအားပေးတာဒီကိုမတရားပြုကျင့်ခံထိလို့ဆိုရင်ခတ်နိုင်လားအဲ့တော့ဒီစစ်အခုမင်းအောင်နိုင်ကို ကျွန်တော်ကထောက်ခံနေလို့ဟာဒေါက်ဆန်းစုကြည်အာခတ်ကောင်းတယ်နေနေတယ်အဂရိမှုနဲ့ထတ်ချဒါပေမဲ့ကိုမင်းအောင်နိုင်ရလောက်တာဒီတရားနဲ့ဒီလန်းရလောက်တာလားမတရားပြုကျင့်နေတာလားအဲ့တော့တူဒီမတရားပြုကျင့်နေတာကိုတီးလို့ရှိရင်ကိုကိုပါမတရားပြုကျင့်တာအတူတူပဲကိုအားပေးတဲ့ဘက်မလို့မတရားပြုကျင့်တာကိုလက်ခံနေမယ်ဆိုရင်အဲ့ဒါတလိမ့်ဆန်ပဲရှင်းရှင်းလေးမတရားတာမတရားတာတူဘက်ကိုဘက်ကတူဘက်ကိုဘက်တက်တာမဆိုင်ဘူး အဲ့တော့ဟိုဒီလိုမျိုးအမျိုးသမီးကိုတောင်မှပြောရဲတယ်ဆိုတော့ဟိုတောင်တောင်အတိတရားနဲ့တော့မွန်နေဖြစ်တော့အခုတောင်ဆန်းစုကြည်ဆိုရင်လေနိုင်ငံပိုင်သတင်းစာကျင်းပုံမြမအလင်းပြီးရင်နိုင်ငံပိုင်ရေဒီယိုနော်မြမအတန်ပြီးလို့ရှိရင် MRTV ပါဝင်အဲ့လိုနိုင်ငံပိုင်သတင်းစာတွေရုပ်မြင်သံကြားတွေရတယ်ခေအဆက်ဆက်ဝါရဖြန့်ခဲ့တာအာမျိုးစုံပဲကာတွန်းနေတဲ့ဆွဲတယ်အပီဖြစ်မာကြီးတို့ကလာအပေးတို့အာဘာတွေမှချုံချက်ခတ်နေတာပဲတစ်သက်လုံးပြောလာခဲ့ကြတယ် တော်ဆန်းစုကြီးပါဖြစ်တယ်စဉ်းစားလေငါပြောတော့အရင်ခက်ကဝါရမိုင်းတိုက်တာကိုနားရောက်နေဆိုငါပြောလို့ဒီနေ့ခက်မှာတော့လူမှန်စဉ်းစားတော့မယ်ကိုယ့်ကိုတန်ဖိုးအမဲ့ခံပြီးတော့ဒီလိုမျိုးကြီးပြောလိုက်မှလားဟောဒီမျိုးသမီးကခင်းဆက်ဆက်ပြောလာတာဒါပေမဲ့ပြောလာတဲ့စစ်ကောင်းဆောင်တွေကလဲွားတယ်သူဘာမှမဖြစ်ဘူးသူ့ကိုကြည့်တယ်တော့လေဒီနိုင်ငံမှာစီးပွားရေးကုံဆုံဆိုင်ဆိုင်တော့မရှိဘူးတော့အဲ့တော့ငါတို့ပြောနေငါတို့ငါတို့မပြောနဲ့ငါတို့ဖအေတော်ခေါ်ထိုက်ခေါ်လို့အစ်စ်မမီတဲ့စစ်ဘိုလ်ချုပ်တွေ ငါတို့ခေါင်းပေါ်တင်ထားတဲ့ငါတို့ရဲ့ဆရာတွေကိုယ်တိုင်နိုင်ငံပိုင်ရုပ်တံတွေသတင်းစာတွေနဲ့အပုတ်ချတာတောင်မှဘာမှမဖြစ်တဲ့အမျိုးသမီးငါတို့လိုစောက်စစ်မရှိတဲ့ကောင်းနေပြောတာတော့တော့ဒီမျိုးသမီးဘာဖြစ်မှလဲလို့အတွေးလေးကိုတွေးစေခြင်းတယ်မင်းတို့ဘောမှနေနော်အဲ့တော့မတရားပြုတ်ကျင်တာကို ထောက်ခံတယ်အားပေးတယ်ဆိုတာကိုယ့်ကို မတရားပြုတ်ကျင်တာလေအတူတူပဲ ကြည့်ပေါ့အဲ့ဒါဒီဗီဒီယိုဖိုင်လေးကိုတွေ့လို့ဒါကျွန်တော်ကြုံလို့တင်ပြတာပါအဲ့တော့ဒီတိုင်းဒီမှာဘဒူတွေကတခိုးတွေလည်းဘဒူတွေကရာဇဝတ်ကောင်တွေလည်းမြင်အောင်ကြည့်ကြပါအဲ့တော့လောကကြီးပြောင်းပြန်ဖြစ်နေကြတာလူကောင်းတူတော်ကောင်းတွေကိုဖန်ဆီးထောင်ချတခိုးကြပိုးတွေကိုလူတွေကိုလှုပ်ပြူစောဒီတွေဖွဲ့ဟမ်နိုင်ငံတော်ပုံကံပြီးတော့လက်နက်ကင်ဓမြခေါင်းဆောင်ကနိုင်ငံကိုတအုပ်ချုပ်ဖို့လှုပ်လက်ရှိအဲ့ဒါမြန်မာပြည်နော်အဲ့တော့ကိုယ်နိုင်ငံကိုကောင်းစေချင် အေဂျင့်တဲ့နိုင်ငံတိုးတက်တဲ့နိုင်ငံလူလိုလူလိုအုပ်ချုပ်တဲ့နိုင်ငံလိုချင်တာကျွန်တော်တော့လိုချင်တယ်ခမားတော့လိုချင်တာလိုချင်တယ်ဆိုရင်လောက်မလောက်ပဲနဲ့ဘလူးမယော့ဟစ်အေးယော့နေတို့နိုင်ငံကြီးကောင်းဝိုင်းဘွားကလေးကိုရှိလာမချပဲဘူးနိုင်ငံကိုရီးယားကျွန်တော်တို့အခုကိုရီးယားကိုတွားချင်ကြအာကိုရီးယားဘယ်လိုထိုးတက်လဲတချင်ရကိုရီးယားလည်းဒီလိုမျိုးအာဏာရှင်စနစ်ကိုတိုက်ပြစ်ပြီးတော့ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရအောင်လုပ်ခဲ့တာပဲအဲ့တော့ဘယ်နိုင်ငံမှအလိုလိုဖြစ်မလာဘူးစ조사မှဖြစ်မှာ ဒါကြောင့်မလို့နိုင်ငံရေးဆိုတာတရက်တမနဲ့လှုပ်လို့ပြီးရရမဟုတ်ဘူးမအောင်မြင်မချင်းငါတို့လှုပ်ကောင်းရှေ့ကငါတို့မျိုးဆက်တွေလှုပ်ခဲ့တာမအောင်မြင်တာဘူးဒါပေမဲ့ငါတို့ဒီမျိုးဆက်မှာတော့ပွဲသိမ်းအောင်လှုပ်ကောင်းမယ်ဆိုလို့စိတ်ဓာတ်ကိုလူတိုင်းထားဖို့လိုတယ်နည်းနည်းလေးအတိုက်ခိုက်လာတဲ့နည်းနည်းလေးခြောက်လိုက်တာတဲ့နည်းနည်းလေးလှန့်လိုက်တာနဲ့အကြောက်ဝါလှန့်ဝါနည်းနည်းလေးစိုက်ဝါထည့်တာနဲ့ဝေဝါဝါတဲ့ပုံစံတွေကျွန်တော်တို့လှုပ်ဖို့အချိန်မဟုတ်တော့ပါဘူးဒါကြောင့်မလို့မြင်အောင်ပြတာအဲ့တော့လက်ရှိဒီနေ့ တို့ကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲဟာတခိုးဂျပိုလူလိန်အာနာယူရာဇဝိကောင်တွေရဲ့တရားမဝင်တဲ့ပွဲအပြင်ဘာမှမထူးဆန်းပါဘူးဒါလေးကိုလာပြောတာပါဘုလည်းပြောပြီးလေးစားပါတယ်